ဝိုင်းစုခိုင်တဲ့တဲ့ချင်းထဲမှာတရုတ်ဆောင်ရင်ဝိုင်းစုနဲ့ပါလို့လို့ညလို့လို့နာမည်ကြီးလာတဲ့ထူအောင်ဝေပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပရိသတ်တွေအထူးသဖြင့်မင်္ဂလိပရိသတ်တွေကြောင့်မှအရန်ကိုရေပန်းစားပြီးတော့ဒါဘဒူလဲလို့အမေအများဆုံးဖြစ်နေရဲ့မျက်နှာသစ်မော်ဒယ်တယောက်အကြောင်းကိုမျှဝေပေးကြပါတယ်သူကတော့တခြားသူမဟုတ်ပါဘူး။လက်တလုံးမှဝဝခွဲပေါက်နေရဲ့ဆိုတော့ဝိုင်းစုခိုင်သိင်းရဲ့မတော်တဆသချင်းအစ်တထဲမှာပြိတ္တရဲ့နှလုံးသားကိုဖန်ဆာသွားနိုင်တဲ့မော်ဒယ်ကောင်လေးထူအောင်ဝေဖြစ်ပါတယ်။ ချစ်သူကောင်လေးဖြစ်တဲ့တရုတ်ဆောင်ခဲ့တဲ့အစဉ်လေးကြောင့်ပါပဲ DMTV တစ်ခုလုံးကိုဇလန်တပုတ်လိုမျိုးတီတီမိမိရိုက်ပြနိုင်ခဲ့ပြီးတော့အထူးသဖြင့်တတူးစီဟာအစဉ်လေးဖြစ်တရုတ်ဆောင်တဲ့ကောင်လေးနဲ့ဝိုင်းစုတို့ကြားက chemistry ကအရန်ကိုမိလို့နေခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့တရုပ်ဆောင်ချက်တွေကင်မရာရဲ့ချက်တွေပေါင်းစပ်လိုက်တဲ့အခါမှာတကယ်ကိုအထင်ကြီးစရာဖြစ်သွားခဲ့ပြီးတော့ ကျေးဇူးသူပရိသတ်တွေကသချင်းထဲမှာလုံဝကိုစီးမျောသွားစေခဲ့ပါတယ်။အထူးသဖြင့်မမနဲ့မောင်လေးအတွဲလိုမျိုးလိုက်ဖက်လွန်လာကြောင်းပရိသတ်တွေရဲ့စိတ်အဆုံကိုဖန်ဆာသွားနိုင်ခဲ့ရပါ။အဲ့ဒီလို chemistry ရဲ့အယမ်းမီလွန်တဲ့အတွက်လက်ရှိမှာချစ်သူကောင်းလေးမရှိပဲ single ဖြစ်နေရင်မမဝိုင်းစုတယောက်ဒီအစဉ်လေးနဲ့ဘာလို့လို့ညာလို့လို့သတင်းတွေထွက်လာခဲ့ပြီးတော့ပရိသတ်တွေကသူတို့နှစ်ယောက်ကိုရှစ်ပေးကြပါတော့တယ်။ဒီတော့ဝိုင်းစုရဲ့သချင်းကတမဟုန်ချင်းပေါက်သွားခဲ့အောင်ပံ့ပိုးပေးခဲ့တဲ့မိန်းကလေးပရိသတ်တွေရဲ့အသေးစွဲဖြစ်သွားတယ်။ဒီအစဉ်လေးကဘာလို့လဲ။နာမည်ဘယ်လိုခေါ်လဲ ဆိုပြီးတော့အားလုံးကတော့အသေးအတန်သိချင်နေကြတာပါပရိသတ်ဂျီရိုအနေနဲ့ကိုရီးယားမင်းသားတယောက်လိုချောမောလုံးနဲ့ဒီအစဉ်လေးကိုအရင်ကဖန်သားပြင်ပေါ်မှာတခါမှသေချာမတွေ့မမြင်ဘူးတာကြောင့်စိတ်ဝင်စားမှုတွေကတော့အဆမတန်မြင့်တက်နေရတာပါ ဆိုတော့အားလုံးသိချင်နေကြတဲ့ဒီ model ကောင်လေးရဲ့နာမည်အရင်ကတော့ထူးအောင်ဝေလို့ခေါ်ပါရရှင်။သူကဘယ်ကဘယ်လိုပေါ်လာတာလဲဆိုတော့ထူးအောင်ဝေကလည်းရှိမြန်မာနိုင်ငံရဲ့ model နဲ့တယောက်ဆောင်လောကမှာနာမည်ကြီး agency တစ်ခုဖြစ်တဲ့ Starland Model Agency ရဲ့ model တူဦးဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ပြည်သက်တွေအင်အားသင့်သွားတဲ့အချက်တစ်ခုကတော့ ထူအောင်ဝေကရုပ်ရည်ချောမော်ပြီးရင်ကျက်တဲ့ပုံပေါက်တာကြောင့်အလုံးကသူ့ကိုအသက်20ကျော်လူငယ်တယောက်လိုထင်နေကြတာပါ။ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာတော့သူဟာအသက်19နှစ်သာသာပဲရှိသေးတဲ့ကောင်လေးတယောက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လေဝိုင်းစုခိုင်သိန်းနဲ့ရှင်လိုက်တဲ့အခါမှာမမနဲ့မောင်လေးအတွဲလိုမျိုးလိုက်ဖက်ညီပြီးတော့ချစ်စရာကောင်းနေခဲ့ရဖြစ်ပါတယ်။ဒီလိုနဲ့ပရိသတ်တွေကသူတို့နှစ်ယောက်ကိုတွဲပြီးတော့သဘောတူနေကြတဲ့အချိန်မှာအစိုးရဝိုင်းစုခိုင်သိန်းကိုရံကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းလင်းလင်းပြောကြားလာခဲ့ပါတယ်။ ။မိုင်းစုခံတင်ကတော့ DMTV မှာတရုတ်ဆောင်ဖို့အတွက်ထူအောင်ဝေကိုသူမကိုယ်တိုင်ကပါဝင်ကူညီပေးဖို့ကမ်းလှမ်းတောင်းဆိုခဲ့ရဖြစ်တယ်လို့ဆိုပါရယ်။ပြည်တော်ပြည်သက်တွေအလုံးထင်ထားကြသလိုထူအောင်ဝေနဲ့သူမကဇုံတွဲတွေလည်းမဟုတ်သလိုဘာလို့လို့ညာလို့လို့အချင်းရေးဆက်ဆိုင်မျိုးလည်းလုံးဝမရှိကြောင်းရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါရယ်။သူမအနေနဲ့ကတော့ထူအောင်ဝေကိုမောင်လေးအရင်တယောက်လို့အရန်ကိုခင်မင်းရင်းနှီးရဲ့သူဖြစ်ကြောင်းဝိုင်းစုကိုယ်တိုင်ကအတိအလင်းဖြည့်ရှင်းလာခဲ့ရပါဘူး။ ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီမတော်တဆသချင်း MTP ကတော့ထူးဝံဝေအတွက်အနုပညာလမ်းကြောင်းပေါ်မှာအကြီးမားဆုံးတက်လမ်းတစ်ခုဖြစ်သွားစေခဲ့တာကတော့အမှန်ပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကရောဝိုင်းစုရဲ့သချင်းတွေကဒီတက်တူးစရာမောင်လေးထူးဝံဝေကိုမြင်တော့ဘယ်လိုခံစားရလဲသူရဲ့တရုပ်ဆောင်ချက်တွေကိုသဘောကျကြလားသူတို့နှစ်ယောက်ကိုရောတကယ်လိုက်ဖက်တယ်လို့ထင်မြင်မိခဲ့ကြလားဆိုတော့ကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်